အားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စကိုင်းပလဲမှာ PNL ပြစ်ချလိုက်တဲ့ Jet Fiber FPV ဒရုန်းနဲ့ Mobile တက်စကန်ကိုဝင်ဆောက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကိုလူမြတ်ကျော်ကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်မင်္ဂလာပါလူမြတ်ကျော်ရဲ့ညာခင်းပိုင်းတင်ဆက်မှုစင်ရဲ့6လ2025မှာအထူးသတင်းကောင်းတွေရှိနေပါတယ်အားလုံး Facebook စာမျက်နှာ TikTok စာမျက်နှာ YouTube စာမျက်နှာတခွင်မှာအုံအုံထနေတဲ့အညာကငတ်ကင်နေပင်ကြရေးအကြောင်းမော်ဘီလေတက်ကို သူ site drone နေနဲ့ပြစ်ခတ်တယ်ဆိုတဲ့အကြောင်းငှက်ကင်တဲ့အပြင် ပိုင်းလော့ခင်ပါဆိုတဲ့အကြောင်းကိုခက်မြန်မြန်ခက်သွက်သွက်နဲ့ဆော့ဆော့စီစီအောင်ပွဲခံလိုက်ကြရအောင်ဒီကနေ့ဒီငှက်ကင်ဟာဘလို့တိုက်လေရင်မျိုးစားလေဘသူတွေကပြစ်တာလဲဘာတွေနဲ့ပြစ်တာလဲဘယ်နေရာမှာပြစ်ခံရတာလဲဘယ်ကိုပြတ်ကျသွားပြီးဘာတွေဖြစ်ကုန်လဲဒီအကြောင်းအရာတွေကိုတင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာတော့ ကန်တော့မှာစကိုင်းတိုင်းပလဲမြို့နယ်ကန်တော့တိုက်ပွဲဖြစ်တာ9ရက်6ရက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်အရှိရတွေမှာလည်းကျွန်တော်အားလုံးကိုတင်ပြပြီးတဲ့အတိုင်းကန်တော့မှာ Jet Fighter တွေ180 Y20 တွေဟာတနည်းကိုဘုံလုံးရင်30ထက်မနည်းကျဲချပြီးတော့ Jet Fighter တွေဟာပေါင်900ပေါင်300တွေမပြတ်ကျဲချနေပါတယ်ကန်တော့ဟာမဟာဗျူဟာကြားတဲ့ ဒေတာတစ်ခုဖြစ်တဲ့အတွက်စစ်ကောင်စီကလက်မလွတ်ရည်အတွက်လေကြောင်းပြစ်ကူပြင်းပြင်းထန်ထန်တုံးပြီးခုခံနေတော်냐 PLE ABDF နဲ့ကြက်တဲ့နဲ့တက်တော့ BNR အစရှိတဲ့တက်တရားထိုးစစ်ကိုဥဆောင်တဲ့လူကထိုးစစ်ကာကင်းရှေတန်းဖြတ်တော့အစရှိတယ်ကိုတာဝန်ကြေကြေတိုက်ပွဲဝင်နေကြတာအားလုံးသိပြီးသားပဲဖြစ်ပါလိမ့်မယ်ဒီနေရာမှာ ဒီကနေ့ကျန်တော့ကိုဘုံလာကျဲတဲ့တိုက်လေဘလို့တိုက်ရင်အမျိုးအစားလဲဆိုတော့တရုတ်နိုင်ငံတို့ F7 တို့မို့ G7 အမျိုးအစားဖြစ်နိုင်တယ်လို့ကနဦးကျွန်တော်တို့သိရှိရပါတယ်လေရင်အပြက်အစီဓာတ်ပုံတွေကိုကြည့်ရင်အစိမ်းရောင်ပျောက်ကြားအစိတ်ပိုင်းတွေပါတယ်ဘိန်းပုံစံတွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါစစ်ကောက်စီလေထဲမှာ76စီးပဲရှိတဲ့ G7 ခေါ် F7 တိုက်လီရင်နဲ့တွင်ပြင်လက္ခဏာတွေနဲ့တုံ့ညီနေပါတယ်။နောက်တဲ့တိတာထင်ရှားတဲ့လင်းကိုတဲ့အစိတ်ပိုင်းတစ်ခုခုဓာတ်ပုံဗီဒီယိုကိုရမလားဆိုပြီးဆက်လက်အဆောင်ကြည့်နေစေရှိပါတယ်။တရုတ်နိုင်ငံတို့ G7 လို့ခေါ်ပြီးအခြားနိုင်ငံကိုတင်ပို့ရင်တော့ F7 လို့ဆိုပါတယ်။တချို့သတင်းတွေမှာတော့ပြတ်ကျတဲ့နေရာ FTC 2000G အချို့နေရာတွေမှာ MNG 29တရင်ဒီမျိုးစုံထွက်နေပြီမဲ့ ိုက်လေရင်ဖြစ်တယ်ဆိုတာကတော့ jet fighter ဖြစ်တယ်ဆိုတာကတော့ညင်းလို့မရနိုင်ခဲ့ပါဒီလိုပြက်ကတိုက်ခိုက်ခဲ့တဲ့နေရာမှာ3စီးလာရောက်ခဲ့တာဖြစ်တယ်လို့ဒီကျွန်တော်တို့အဲဘူတမြ channel ကလမ်းမီ interview ရတဲ့အတန်ဖိုင်ကလစ်လေးမှာကျွန်တော်ကြားလိုက်ရပါတယ်။သုံးသီးကိုတောင်းလျှောက်ပစ်နေတဲ့အဖြောင်းပစ်တွေကအဲအမျိုးစုံပစ်ခတ်တိုက်ခိုက်တယ်။ဒါပေမဲ့တခုထူးကြတာကအညာမှာအညာသားတွေကိုအမြဲတမ်း short တွက်လေး ရှော့တွက်လေးရှိတယ်စစ်ကောင်စီဟာဒီတခါတော့အငိုက်မိသွားပါတယ်ဘလို့ရှော့တွက်တာလဲဆိုတော့လေရင်နဲ့ဘုံချဲရင်တိုင်းသားအရာဝနေမြေတွေမှာတော့ခန့်မြင့်မြင့်ကပြန်တန်းကျဲလေးရှိပါတယ်ဘာလို့ဆိုတော့တိုင်းသားအရာဝနေမြေတွေကလက်နက်လက်နက်ဒီလင်းပြစ်လက်နက်ရှိနိုင်တယ်လို့ယူဆတဲ့အတွက်ခန့်မြင့်မြင့်ကပြန်တန်းပြီးကျဲပြီမဲ့အညာမှာဘုံချဲရင်တော့အညာသားတွေကိုအထင်သေးတယ်လို့လို့ ਨੇ အနိုင်ပြန်ကျဲလိရှိပါတယ်ပြည့်မျက်ကိုစူးစူးစိုက်ရှာပွေအနိုင်ပြန်ပြီးအညာသားတွေကိုဂယုမဆိုင်တဲ့အချိုးချိုးတာဒီတခါတော့အညာတက်တွေစော်ပလော်တီးတာတိုက်လေရင်ဂျက်ဖိုက်တာကိုပစ်ချလိုက်နိုင်တယ်ဆိုတဲ့တဲ့င်းစစ်ကောင်စီတက်ထဲမှာဖယိုဖယဲဖြစ်ပြီးဝုံတိုင်းကျဲနေတယ်ပြုအဲ့တော့ပစ်ချတိုက်ခိုက်မှလို့ねပတ်သက်ပြီးလေရင်ဒီစည်းလုံးရက်စရာမရှိအောင်ပျက်စီးမိတော့သွားတော့ဘူး အတိပေးပါတယ်တယောက်ဝေးနောက်တစ်ချက်ကလေမှုနှစ်ဦးရဲ့ရုပ်အလောင်းမှာတလုံးတစ်ခုကတော့ဥကောင်းခွန်ပဲရပြီးဒီလေမှုလောက်ဟိုစောင်းနေပေါ့နော်ဒီလေရင်ဟိုဟဲလ်မတ်ပေါ့နော်ဟဲလ်မတ်မှာ24ပစ္စည်းကတ်ထားတယ်ပုံတပုံကိုကျွန်တော်တို့အားလုံးတွေ့ပြီးသားဖြစ်မှာပါအဲ့တော့လေမှုနှစ်ယောက်လုံးသိပါတယ်သိပါတယ်အဲ့တော့အညာရဲ့အောင်ပွဲကိုအဘတော်ကအောင်ပွဲခံကြရအောင်လို့ ကျွန်တော်ပြောချလိုပါတယ်အညာသားတွေကိုဂုံပြူပါတယ်ဒါနဲ့တစ်ဆက်ဆက်ထဲမှာဒီ jet fighter နဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မင်းနိုင်မင်းရွာတွေထွက်ပြေးနေရတယ်ကန်တော့ကိုအသေးအံစစ်ဆင်နေတဲ့ကာလမှာ jet fighter တစ်စီးကို PLA နဲ့ပူးပေါင်းတပ်တွေ BNR တွေတပ်ရင်းတွေကအသေးအံပြစ်ခတ်တိုက်ခိုက်နိုင်လိုက်ကြောင်းတတိုင်းပြည်လုံးအောင်ပွဲခံနေချိန်မှာရင်းပါရင်းမှမင်းပကပတတိုက်ကတော့ အိစာမေတ္တရာပွားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီကန်တော့တိုက်ပွဲပလဲမှာရင်းမာပင်ကအမူဒီအောက်ကတက်ရင်းမပါတလို့မတိလိုက်မတိပါတာနေလုံးတာကိုတွေ့ရပါတယ်။ပကဖဆိုဝေလာဝေးပါ။ဒါကိုဒီကနေ့ပြချတာ ਨੇ ပတ်သက်ပြီးတဲ့တဲ့နှစ်ဦးပြောရရင်ဇော်ထက်ဆိုတဲ့သူကပနာယူပြီးရင်းမာပင်ပကဖပလဲမောင်အလောင်း ဇော်တက်အိမ်မှာတွေ့တာကိုအရေးမယူနိုင်နဲ့ MOD ကခတ်အပ်ထားတဲ့ပကဖဇော်တက်ကမြန်မာနောက်မှာအင်တာဗျူးဖြေပါတယ်။နမနေတစ်ချတာမဟုတ်ဘူးပြတ်ကြတာပါဆိုပြီးဒီသူကရှင်ဘတ်ဖြစ်နေတဲ့ဒါမဆိုင်တတ်တော်ဆိုတဲ့ဘုံစွမ်းဇာလင်ကြီးမှာချီမီနဲ့ထယ်ဆက်ယုံနဲ့ပတ်သက်ပြီးပြည်သူတွေကိုပြစ်ခတ်တိုက်ခတ်တပ်ဖြတ်မှုတွေလက်နက်ကင်ရန်ကားမှုတွေနဲ့ပတ်သက်ပြီး MOD ကိုတိုင်ကြအောင်မြောင်များစွာရောက်နေတဲ့ဒါမဆိုင်တတ်ကတယင်းမှုဘုံစွမ်း တိုက်ပွဲတိုက်တုံးကမတိလိုက်မတိပါတာနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော်လန်ရေးကိုဖာသည်ပါတာနေတဲ့လူတိုက်လေရင်ပြက်ကြတော့အပြေးလောဓာတ်ပုံတွားရိုက်လိုက်တွေလှင့်နေတာကိုတွေ့ရပါတယ်။ဖစစ်တနဲ့လေးသားအတူတူသူရတူပြက်ကြတာမျိုးဆိုပြီးထုတ်ပြောလာတာကိုလည်းတွေ့ရပါတယ်။ကျွန်တော်တို့တော်လန်ရေးမှာလောက်တွေ့နေပါ။အဲ့ဒါပကပါအတွင်းမှာလိုက်စားနေတဲ့ virus ဆိုတာပကပါဆိုတာတဖြည်းဖြည်းရုပ်လုံးပေါ်လာပါဒါကတစ်ဖြက် ီကောင်ကြီးအကြောင်းပြောရင်လေကုန်ရဲ့ဆက်ပြောလိုက်ကြရအောင်အဲ့တော့ jet fighter ပြတ်ချမှုနဲ့ပတ်သက်ပြီးအဲဒါလေလေးချင်းပြန်တန်းမောင်းနေစဉ်ပြတ်ချသွားပါတယ်ဆိုဆိုပြီးဖြာစကားချင်းသားရေယူနဲ့စစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်ကိုလည်းတွေ့ရပါတယ်အဘဒါကန်တောင်းနဲ့ပလဲမှာသွားပြီးလေးချင်းပြန်တန်းလာလားဆိုတော့ ဲ့တော့ကလင်ကချစ်တွေတိုက်ထုတ်သည်။တရင်ကိုလည်းဘယ်သူမှမယုံနေသလိုပတ်ကဘာတိုက်ပြောသည်။ကိုလည်းနိုင်ငံတော်လိုင်းအင်အားစုတွေကစစ်တပ်နဲ့တလီတန်နဲ့ဆိုရဲတောက်ဆုချက်တွေကျွန်တော်ဒီကနေ့တွေ့နေရပါတယ်။နောက်ထပ်ထပ်ပြီးအောင်ပွဲခံကြရအောင် suicide drone ဆိုတဲ့ FPV drone တွေစတဲ့အသုံးပြုပါယူကရိန်းလိုပဲအစည်းအမြောက်များစွာအသုံးပြုနိုင်ဖို့စူးစမ်းနေစေဖြစ်ပေမဲ့ ဒီကနေ့ suicide 3 fpb drone နဲ့မော်ဘီလေတာဌာနချုပ်ကိုပြတ်ခတ်ထိုက်ခိုက်နိုင်ခဲ့ပါလေနော်ဘိုးကြီးမိုးဝေကျော်ပါဝင်နှစ်ယောက်မသာပေါ်သွားတယ်လို့လည်းသိရတယ်တတဖြူကမော်ဘီလေတာစကဌာနချုပ်ဂျမ်မာရီကိုကျော်နိုင်တဲ့ suicide drone တွေစတင်အသုံးပြုပါပြီမော်ဘီလေတဲ့ကင်းစကန်တဲ့တွေကိုထိမှန်ပေါက်ကွဲခဲ့ပြီးရေချောင်းရေပတ် တသားဖြိုးကုတ်ကိုဘုံမိုးဝေကျော်သိပါတယ်တသားဖြိုးကုတ်ကိုခွန်ငါခွန်တခိုင်ရှည်နဲ့စစ်မြေပြင်ကနေပြောင်းရွှေ့ခံလာရတယ်သူမိုးကျော်ဝီကတော့မသိရဘာတရင်လဲဘာကောင်းမှမသိရဒါပေမဲ့တိတ်သွားတာတော့ဂျိမ်းသိပါတယ်စစ်တပ်မိသားစုဝင်6ဦးလဲ ဒီမြင့်ချန်ချန်တန်ရာရရှိပြီးအတူအပြက်တွေဖြစ်ကုန်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဖေဘုခရိုင်အမတ်15တက်ရင်ကေဗလင်မက်ထရီ SRDF ပြုပြပျောက်ကြားတက်လို့ဟာပူပေါင်းဆောင်ရွက်ခဲ့တယ်မော်ဘီလေဒါစကန်ဌာနချုပ်တိုက်ပွဲအဖီဘီဒရုန်းနဲ့စတင်အသုံးပြုပြီးဖြစ်ကြောင်း ကြင်ညာမောက်ခတ်ရင်တိုက်ပွဲစစ်မျက်နှာစဖွင့်လိုက်ပါဒီနေ့ကတော့ကြသိမ်းများလောက်ထားလောက်အညာမှာပထမဦးဆုံးသောတိုက်နေရင်တစည်းပစ်ချနိုင်ခဲ့တဲ့အညာသားတွေဂုံစာတဲ့နေ့အညာရဲ့အောင်ပွဲအောင်မြင်မှုကလကသစ်ဖွင့်လိုက်နိုင်ပြီဖြစ်တဲ့တမိုင်းတစ်ခင်မှာတော့ငါတို့အညာသားတွေဟာတရောင်ထိုးတွေတူမီတွေကစ စစ်တရဲ့ဂျော့ဖိုက်တာကိုတော့ပြစ်ချခဲ့နိုင်နေဆိုတဲ့ဂုံယူဝင်ကြောခေါင်းမော်ရှင်ကပြောမယ်အညာသားတွေရဲ့စကားကြားရောက်မိပါသေးတယ်ဂုံယူရတဲ့ကိုရှင်ညာသားတို့တော်လည်းသူရဲ့ကောင်းကြီးတို့အညာသားတို့ရဲ့မြန်မာပြည်တော်လည်းပဟုချက်စကိုင်းမျိုးကိုစစ်တက်ခါမကြခင်မှာလက်လို့ရနိုင်ချေရှိနေပါလေ။ဘာကြောင့်လဲမပြောပြဘူး။ ဒါပေမဲ့စွန့်စံတဲ့ချက်ချင်းရောသလိုတော်လန်ရေးရေးအတွင်းမှာပိုးထိုးလောက်ကိုက်တွေရှိနေလို့တချို့ကိစ္စတွေမှာအနေနဲ့ထိခိုက်နစ်နာမှုတွေရှိပြီးတော်လန်ရေးဟာရှေ့မရောက်ပဲဖြစ်နေတာလို့ကျွန်တော်တဲ့တဲ့သုံးသပ်လိုက်ပါတယ်မော်ဘီအညာ PLA တက်နေပူအောင်တက်နေအောင်ပွဲဒီနေရာကနေဒိုင်းပြည်လုံးကပြည်သူလူထုနဲ့အတူလူမြတ်ကျော်ကဂုံယူကြောင်း PLA ABDF BNR တွေ ကျတဲ့နဲ့တက်မလို့ကျွန်တော်မသိသေးတဲ့အခြားပူပေါင်းတက်တွေပါခဲ့ရင်လေလေးစားစွာဂုံပြူကြောင်းကြောကြလိုက်ပါနောက်ထပ်သတင်းကောင်းတစ်ခုကမနေ့ကကျွန်တော်တို့ပြောကြဆိုကြနေမလားအမျိုးသားလွတ်မြောက်ရေးလားပြည်သူလွတ်မြောက်ရေးလားဆိုတဲ့မိကွန်းထုံးမှုနဲ့အတူ DNL ဘာလဲဆိုတဲ့မိကွန်းကိုဒီနေ့ပြန်ဖြေပါလေဒီသတင်းကလည်းကောင်းမွန်တဲ့သတင်းတစ်ခုလို့အကြမ်းကြီးယူဆလို့ရပါတယ်နောက်ချိုးကိုပြန်ပေးမှာမဟုတ်ဘူးလို့ DNL ကညင်းဆိုပါလေဝမ်းသာပါလေ ကျင်းနေပါတယ်ဂုံယူပါတယ်ဘာမှ VJ ကတက်လာတဲ့သတင်းတပုတ်ရနောက်ချိုးကိုပြန်ပေးမလားလို့မေးတာနဲ့ပတ်သက်ပြီးကျင်းနေလျာမမှန်ကန်ပါဘူးဒီအချိန်ထိပြန်ပေးဖို့သဘောထားလုံးဝမရှိပါဘူးလို့ဆိုသလို PDF တက်တွေကိုနောက်ဆုတ်ခိုင်းတာလို့ပြောင်းရွှေ့ခိုင်းတာလို့မရှိသေးဘူးလို့လည်းတရားဝင်ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်လက်ရှိချိန်မှာတော့ MNDA ကလာရှုပ်ပြန်ပေးပြီးတဲ့နောက်ပိုင်းမှာ ဒီဘောနောက်ချူကြောင်မဲမိုးကုတ်တီကိုပြန်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့သိရပြီးစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကို DNL ကမလိုက်ရောတဲ့အတွက်ဆွေးနွေးပွဲကအဆင်မပြေဘူးလို့လည်းကျွန်တော်တို့သိရပါတယ်အဲ့တော့နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲတွေဒီကနေ့နောက်ချူကန်ကြီးရွာမှာရှိနေပြီးတော့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးပြန်လဲပြောင်စုလမ်းမကြီးပြန်လဲဖွင့်လှစ်နိုင်ပြီးဖိအားပေးမှုအောက်မှာ DNL နဲ့ပူးပေါင်းတဲ့ရုံးကန်တွေရလာဖို့လေကိုကြီးစာနားလာနားလေတော်လေ နားလေတော့လေပြည်သူတို့ရဲ့စိုးရင်ကြဟာအသက်တွေချွေးတွေသွေးတွေနဲ့တိုက်ထားရမြေဘူးတလက်မမစစ်ကောင်စီကိုမပြန်မပေးခြင်းဘူးဆိုတာကိုတော့ဥပေါင်းတက်တွေတိုင်းသားညီကိုတွေကိုလေးလေးနက်နက်အသိပေးပြစီပြောကြလားရှင်းနဲ့လားအညာသားတွေမစိုးကွင်းတိုင်းပြီးစက်ပေါပနတ်နဲ့စစ်တိုက်ပြီးဂျက်နေရင်ကိုတော့ပြစ်ချနေပြီးပြောလို့အောင်ပွဲခံအတွေ့ရင် တင်ကြတော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတက်ပါတယ်